2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့တွင်ပြည်ထောင်စုတမရမြန်မာနိုင်ငံတော်အတွင်၌ကျင်းပမယ်။ပါတီစုံဒီမိုကရေစီအထွေထွေရေကောက်ပွဲကျင်းပပြုလုပ်ရင်နိုင်ငံတော်အစိုးရ၏ဆောင်ရွက်ချက်များအားဂွေတူလဝါရန်ဌာနနှင့်ပြည်သူ့ဆေးအဖွဲ့ဥက္ကဋ္ဌဦးလဆန်တော်လီဦးဆောင်သောဂွေတူလဝါရန်ဌာနနှင့်ပြည်သူ့ဆေးအဖွဲ့မှအထူးအလေးနက်ထားကြိုးစိုးထောက်ခံကြောင်းစက်တင်ဘာလ24ရက်နေ့ရက်စွဲဖြင့်ထုတ်ပြန်ကြေညာခဲ့ပါသည်။ အဆိုပါထုတ်ပြန်ချက်မှာမိမိတို့အဖွဲ့အစည်းနဲ့ပြည်တွင်းမတည်ငြိမ်မှုပဏိမခါများတွင်ပါဝင်လျက်ရှိကြသောအဖွဲ့အစည်းတည်တည်မှတိုက်ပွဲဖော်ဆောင်မှုများရပ်တန့်ပြီးနိုင်ငံတော်အဆိုရနှင့်တွဲဆုံဆွေးနွေးခြင်းဖြင့်နိုင်ငံတော်ဝန်တည်ငြိမ်ငြိမ်းချမ်းမှုရရှိစေပြီးလွတ်လပ်၍တရားမျှတသောပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှပြည်သူလူထုရွေးကောက်တင်မြှောက်တဲ့ဒီမိုကရေစီအဆိုရတည်းရဲ့ပေါ်ပေါလာပြီးတိုင်းရင်းသားအလုံးဒန်းသူညီမျှအခွင့်အရေးရရှိမယ်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးတည်ဆောက်နိုင်မည်ဟုအထူးယုံကြည်ပါကြောင်းပါရှိသည်ကွေထုလဝါရန်ဌာနပြည်သူ့ဆေးအဖွဲ့စီအနေဖြင့်အခက်အခဲအကြက်တဲများကိုရင်ဆိုင်ပြီးတက်မတော်အစိုးရဘက်မှအစဉ်တစိုက်ခိုင်မြဲစွာရည်တည်ခဲ့ပြီး2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာကျင်းပပြုလုပ်မယ့် ါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအားအပြည့်အဝထောက်ခံပါကြောင်းနဲ့ရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မဲ့လူပုဂ္ဂိုလ်နိုင်ငံရေးပါတီများအားလွတ်လပ်၍တရားမျှတစွာရွေးကောက်ပွဲဝင်ရောက်နိုင်စေရေးအတွက်တတိပုဂ္ဂလကိုယ်စားလှယ်များပါတီကိုယ်စားလှယ်များအားဝင်ရောက်ရှင်ပြိုင်နိုင်ရေးတို့ကိုမိမိတို့အဖွဲ့အစည်းအနေဖြင့်ကူညီကာကွယ်ဆောင်ရှောက်ပေးသွားမည်ဖြစ်ပါကြောင်းထုတ်ပြန်ကြေညာအပ်ပါတီဟုပါရှိသည်။